မင်းကလူဝင်သားအဲ့လိုဟုတ်လားမှတ်မိတာပေါ့ဟိုဘွားတော့အဲ့မင်းကမိန်ကလေးလားယောက်ျားလေးမိန်ကလေးပြမိန်ကလေးအဟိုဘွားတော့လည်းမိန်ကလေးပဲနော်အော်ဟိုကုရုကံထူးလို့လူဘွားပြန်ဖြစ်တာကြဟုတ်တယ်ငါတမီးကုရုကံထူးလို့လူတည်ပြီးတော့သူပြန်ဝင်စားတာကြည့်စမ်းဟိုဘွားတော့နော်အဲ့ဟိုဘွားတော့အဖေတွေရောမှတ်မိတယ်မှတ်ခဲ့တယ်ဘွားကအမေလည်းမှတ်မိတယ်သူတို့ကအဲ့လိုပြောလိုက်တော့သူတို့ကတိကြတယ်လားတိရတယ် တိတယ်နော်အဲဆိုရင်မြေဥဖူးပါရဲ့ကိုရင်နှပါရှိတယ်သူ့မှာတားနှစ်ယောက်ရှိသေးတယ်အဲ့ဒီတားနှစ်ယောက်ကလည်းဘုံရတပည့်ပဲဒီမှာတင်ကန်းဝတ်တာအခုဆိုင်တိုက်ပို့ထားတယ်ပညာရောင်ကြီးမှာဆိုင်တိုက်ပို့ထားတယ်အဲ့ဒါတွေ့ကြင်လားနောက်ခါကျဘုံကြီးတွေ့ပြီမယ်နော်တတိတိကထိန်လာမှာနဲ့တွေ့ရယ်ဘုံကြီးပြင့်ကြည့်မယ်နော်အဲ့ခါကျရင်အဲအဲ့ကြောင့်မင်းသူ့ကျတော့မောင်လေးပေါ့ဟိုကဟိုကတော့နဲ့မောင်လေးသူတို့ကတိပလား အော်မင်းမဆုံးခင်ကတော့တို့မမွေးဘူးမင်းဆုံးပြီးမှမွေးတာဟုတ်အဲ့ဒါဆုံးတော့ပုံကသိလားဆုံးတော့ပုံတော့သိတော့ဘုန်းကြီးပြောကြတာဘလို့ဘလို့ဆုံးတော့တယ်အဖျားလို့ပြအဖျားလို့ဆွေးမဆုံးတော့တာအဲ့ဒီဆုံးတော့မေတ္တာဟိုဒီအခုဒီဘုရားမှာပြန်ဖြစ်လာတော့အေးအဖေမေလို့ရတအားတူးကျင်တာပေါ့မင်းရတာအိမ်မီးလေးအိမ်မီးလေး ါငါတမင်မင်းကုလိုကံကျူးတယ်အဲကုလိုပြန်ဆက်လို့မင်းဒါကုလိုကောင်းမှုပြုဖို့ရံကြွတာနဲ့လူလောကပြန်လာတယ်လို့ပဲပုံရောက်ချဲချရမှာပဲနော်ဟုတ်လားအဲဆိုတော့အဲကုလိုလေးပါလေးပြုဖို့ကိုနိုင်ရာပြုဖို့ကွာကုလိုကောင်းမှုနော်လူလူနော်ဟုတ်တယ်မဟုတ်လားအေးအေးအေးကဲတက္ကမရီတက္ကရီ လူဝင်စားအဆက်လေးတင်ပေးပါဆိုလို့ပုံကြီးခုဒါတင်ပေးရခြင်းဖြစ်ပါတယ်ဒါကတော့လူဝင်စားလေးပါဒါကအတိတ်ဘဝတုန်းကသူ့ရဲ့အဖေပါဒါကတော့ဟိုဘဝတုန်းကအတိတ်ဘဝတုန်းကဟိုဘဝတုန်းကဒီကိုရင်လေးသူ့ရဲ့မောင်လေးပါဘုန်းကြီးရဲ့ဒကမလေးရဲ့မောင်ကိုရင်လေးပါအခုတိတ်ဘဝကဒကမလေးရဲ့ အဖေနဲ့တွေ့ရတော့ဝမ်းတာလားဝမ်းတာပါဝမ်းတာတယ်နော်အဖေနဲ့တွေ့ရတော့ဒကာကြီးရောအဲ့ဒါသူငငယ်တုန်းကစကားတွေအဲ့ဒါဒကာကြီးဆိုတာပစ္စည်းတောင်းတာရှိတယ်ငငယ်တုန်းကတော့အဲ့လိုကမတောင်းတော့ဘူးတောင်းတတ်တဲ့အရင်မြောက်တွေ့ရပဲတီးတော့တိတိဆိုတော့လာနေတော့တာအော်တိနေလာနေတော့လာပြီအဖေမိလည်းခေါ်တတ်ပြီခဲ့တာသူကအဖေမိကိုရှာတော့တာပဲလားတိတိဆိုနဲ့ရှာတော့တာတိပြီပစ္စည်းလာတောင်းတာပစ္စည်းကနောက်မှတောင်းတာပဲအော်ပစ္စည်းကနောက်မှတောင်းတာ ။တမီးလေးအဲ့ဒါဆုံးသွားတာတိလား။ဒီမှာဆုံးသွားရလဲ။ဒကမလေးက။ဟမ်။ဆေးရုံမှာဒကမလေးကဆုံးသွားတာ။ဒါကတော့ဟုတ်တယ်လား။ဆေးမှာဆုံးလာဆေးမှာဆုံးကြမှာအင်ကိုပြန်ပုံတော့အကျိုးအော်ဒီတကမလေးကဆေးရုံမှာဆုံးသွားတာဆုံးမှာအင်ကိုအင်ကိုပုံတော့အကျိုးတကျူတာအဲ့ဒါဘယ်နှစ်တားလောက်မှလဲတကတော့ ော့လေးနှစ်ကျော်ငါးနှစ်ကြည်လာပြီ။အော်လေးနှစ်ကျော်ငါးနှစ်ကဲဒကမလေးဘယ်နှစ်လောက်ထဲနေလဲ။အဲ့လောက်ပဲလား။အော်လေးနှစ်ကျော်ငါးနှစ်။ तू ကပြောတယ် तू မွေးထားတဲ့ဒီဒကမလေးမွေးထားတဲ့ခွေးတွေတောင်မှရှိသေးတယ်လို့ပြောတယ်။ဒီရွေးရတော့အခုတော့မရှိဘူးနော်။အခုတော့မရှိတော့ဘူးနော်။အဲဒီဘက်ကတော့ဒါဒီတက္ကမလေးရဲ့မောင်နေမောင်ကိုရင်နေဒါပေမဲ့ ဒါကတော့အတိတ်ဘဝတုန်းကတော့မောင်ပေါ့အခုကျတော့ဒီတဲ့ကဘုံရဲ့တပည့်ကိုရင်ကတော့ဖြင့်သူကတော့18နှစ်ရှိပြီတဲ့အကမလေးကဘယ်နှစ်ရှိပြီလဲ16ပြည့်ပြီ16ပြည့်ပြီကိုရင်ကျတော့18ပြည့်16ဒါဆိုရင်ဒါဒီဘဝမှာတော့ကိုရင်ကအကူဖြစ်သွားတာပေါ့ဘိုးဘွားတုန်းကတော့မောင်ပေါ့နော်ဒီကိုရင်ကပါမွေးတဲ့အခါမွေးပြီးမှအကမလေးကတည်တာလားမမွေးခင် သေးတာလားမမွေးဘူးအမမွေးခင်ဒီကွေဒီကွေနပါမပွေးရင်တော့မလေးကစုံသွားတာပေါ့အဲ့ဒါတူကြီးတော့တမီပေါ့တကတော်ရဲ့တူကြီးတော့တမီတမပါဗျာအခုမှတည်တဲ့ခါကိုကိုရင်ကြီးကပိုက်ထက်မှ6လရှိနေတယ်ဩတည်တဲ့ခါကိုမှ6လရှိနေပြီလားပိုက်ထက်မှဒီဒီဘက်ကကိုရင်ကြီး6လောက်တော့6လရှိနေပြီ။ဟုတ်ပြီ။အဲဆိုဘုန်းကြီးတို့ဗုဒ္ဓဘာသာမှာကျတော့ကုလိုကောင်းမှုပြုတယ်ဆိုရင် ာလူပြန်ဝင်စားတာပဲလေကောင်းမှုကုလို့ပြုတဲ့အတွက်ကြောင့်လူပြန်ဝင်စားကြတယ်ကောင်းတဲ့ပုံပြန်ရောက်တယ်ပေါ့လေအချို့ချို့ဘာသာတွေမှာတော်တော်တလူမရှိဘူးလေအားကြောင့်မို့ဒါသူဒီဒကမလေးကဒကတော်ရဲ့အသိဘွားကသမီးဒီဒီဒကမလေးကကုလကံထူးလို့လူဘွားကိုပြန်လာတာလေဟုတ်လားကုလကောင်းမှုတွေပြုဖို့ကုလကောင်းမှုဆိုတာကုလကောင်းမှုပြုဆိုတာလူဘို့ကိုပြောတာမဟုတ်ဘူးဘုံတို့ဒီလာပဲစောက်တီစောက်တီ ဝိပဿနာဘာဝနာတွေပဲပွားများအားထုတ်ထုတ်เนาะဒါတွေကိုဆိုလိုတာပါတချို့ကျတော့ကုလိုကောင်းမှုလို့ပြောလိုက်တာ ਨੇ လူသာတန်းနေလို့ထင်ကြတာလေเนาะဒါသာတာပြည့်တဲ့ရှင်ပြည့်တဲ့ခါကိုလည်းကိုရင်ကြီးကိုကိုရင်ကြီးနဲ့ကိုရင်လေးကိုရှင်ပြည့်တဲ့ခါလည်းသူ့ကတပိတ်တွေအော်တင်ကားမှရွေးရတယ်ခင်ဗျဘလိုဘလိုလဲဖုန်းနားမလဲသူကတင်ကားမှသူကမိခင်နေရာမှာတင်ကားမှရွေးခိုင်းတာတချို့တော့အော်တင်ကားရွေးခိုင်းလိုက်တာเนาะအင်းကဲတက္ကမလေးမှာအဖေနဲ့သူရတော့ဝမ်းသာလား အဖေကိုဘာကတ်ချွဲပြီးပြီလားဘာမချွဲရဘူးလားမာကွေနေရောကွေနေရမှာတွေးရတယ်လေစကားပြောတော့နော် ကွေနေရောစကားပြောတော့ဒါအတိတ်ဘဝကအမပဲဒါပေမဲ့ဒီဘဝမှာတော့ကွေနေရတက္ကမလေးဖြစ်နေပြီဟုတ်ပြီလားနော်ညီမပေါ့ကွေကတော့ဒါအမတတ်တော်မှာပေါ့ဘဝကြတော့ညီမတတ်ဖြစ်မှာပေါ့နော်ကုလိုကောင်းမှုပြုလို့ရင်တဲ့ဘုန်းကြီးတို့ဗုဒ္ဓဘာသာယူမှာတော့ ကောင်းတဲ့ပုံဘဝလေးမှာကောင်းတဲ့ပုံဘဝလေးမှာပြန်ဖြစ်တယ်လေနော်ဒါလည်းဘုန်းကြီးကကြီးချူတဲ့ပြိတ္တတွေကိုသိစေခြင်းလို့ပါဟိုနာမည်ကြီးဖို့ဗာဖို့လို့မဟုတ်ပါဘူးတချို့ကျတော့ဒီလိုတွေအယူမရှိတဲ့ပုံကိုယ်တွေကျတော့ဥပ္ပမလားအဲ့လိုထင်တယ်လေအဲ့တက္ကမလေးဗမာနေတာလေကတူချင်းကကတူပုံလုံးကြောင်းတယ်ပြန်ပြန်အခုဘယ်နဲ့တန်းရောက်သွားပြီလဲ10တန်းပြ10တန်းရောက်သွားပြီနော် တကမလေးအသိဘွားကနာမည်လေးတိတိလားအတူတော့မသိရပြန်ထက်ထက်မသိဟမ်အတူထက်ထက်လိုပဲတိရပြန်ဟုတ်လားတကတော့တမပါထက်ထက်ပဲခေါ်တာတူရတယ်ဩတကတော့ဟိုကလည်းထက်ထက်ပဲခေါ်တာထက်ထက်ပဲခေါ်တာဟောအဲ့တော့သူအေးထက်ထက်လည်းမှတ်မိတယ်နော်ပြီးရတာကြောင့်တတိရတို့ကအဲ့လိုတိနေတဲ့ခါကျတော့အရင်တော့ငယ်တုန်းကနဲ့သူပြောလိုက်ပြီးတော့ဖြားလုံးအာဂျင်တို့တတိရတော့မစမီးတော့တာဩသူကဖြားတယ်နော်အခုအဖေနဲ့လည်းဒီမှာ တွေ့ရပြီရွှဲအောင်เนาะဟောမမောင်နေမောင်ကိုရင်လို့ပဲပြောတော့မယ်လေเนาะเนาะဒီဘွားမှာတော့အကူပေါ့မှာတွေ့ရစကားလေးပါလေးပြောဟုတ်ပြီเนาะအဲဘာပဲဖြစ်ကြည်ရတဲ့ပြည်သက်တွေလဲဒါသူတို့အတွက်ဟောအခုတို့ကောင်းမှုတွေသူတို့ပြုလုပ်ရင်ဒီလိုကောင်းကျိုးတွေရပါလားဆိုတာသိရှိသွားတာပေါ့အဲဆိုတော့ခွန်တို့ဗုဒ္ဓဘာသာအနေနဲ့ကုလိုကောင်းမှုပြုတဲ့အခါမှာကံကံရဲ့အကျိုးကိုပို့လို့ယုံသွားတာပေါ့လေเนาะဒါကြတော့ကိုအဲ့ဒီအတွက်ဘုန်းကြီးက ဒါလေးတင်ပေးရခြင်းဖြစ်ပါတယ်အဲကြီးရှုကြတဲ့တိတော်ဘောကဓမ္မမိတ်ဆွေများ အားလုံးကိုစိတ်နှဖျားကျမ်းမာချမ်းသာကြပါစေလူငယ်ဆန္ဒပြေဝကြပါစေအရာဘောမနဲ့မှာသူဝဲစားလေးဘုန်းကြီးကတင်ပေးလိုက်တော့အဆက်ကြီးတင်ပေးပါဗျာ ကြတယ်အလိုပြောတယ်ဒါတော့ comment ဆိုတော့အမျိုးမျိုးပေါ်ပေါ်ရင်းနှင်းလို့အောင်လို့ရတယ်အဲအချို့ကျလည်းကောင်းတာလေးတွေပြောတာပေါ့အချို့ကျလည်းမကောင်းတာလေး comment တွေရှိတာရှိစေအချို့ကျလည်းတစ်ချို့ comment ချက်ကလေးတွေကိုပြန်ပြီးတော့မှပြောပြရတာရှိတယ်နော်အဲတို့ကဘာမှန်လဲဆိုတော့အချို့ကျတော့ငါတမီးအဲ လီတင်လေးပါခင်ဗျာဒါဆက်တော့ကျွန်တော်ရဲ့အဆက်ဆိုတော့ဒီဒကမလေးတီးကဒီအဲဥစ္စာဒီယောဟန်ဒူပါတော့ဘုန်းကြီးနည်းနည်းလေးပြီးပြီလေအခုညဆန်းညွန်းနေစာပတ်တီးလောက်ထားတာလည်းမဟုတ်ဘူးเนาะအဲ အမတ်တရားတို့ကမမီးဥစ္စာတွေပါလို့ရှိတယ် ကျဲလေးပြောမိမှာတော့ဒီကဆော့စရာအင်ဂျီအင်ဂျီလေးဆော့စရာလေးအဲ့ဒါကိုမှတ်မိတာအပြန်တက်တောင်းတာပဲလားဒီတိုင်းသွားပြီးတော့တက်တောင်းလိုက်တာသူတို့အန်ဟောနေမှာပေါ့ဆက်ခုနကဒီဘူဘွားကတောင်ငွေခတဲ့ခွေးတွေရောအဲ့ဒါမှတ်မိတယ်ခွေးတွေလည်းမှုရည်နေတယ်ဟောအေးခွေးရောဒီဘွားမှာအခုပြန်ကြည့်တော့ရှိသေးလားဒီခွေးကအခုတိရှိသေးလား ော်အခုကတော့တည်သွားပြီအော်မွေးမင်းဘဝကမွေးလာတဲ့ခွေးကဒီဘဝမှာတော့ရှိနေတယ်ဟောဟောပြင်ကတည်းကအဲ့ဆိုတော့ဒါလိုပဲပြပြလေခေါင်းကြီးတို့ပြပြပါတာနေရတာဒါကုလို့ထူတာလေဟုတ်တယ်မလားကုလို့ထူတော့အဲတချို့ကျတော့လေကုလို့အောင်းကုလို့ပြူဆိုတော့တချို့ကျတော့လူတန်းတော့ထင်ကြတယ်ဟာကုလို့ကောင်းမှုပြုခိုင်းမြတ်ပြီးလူတန်းခိုင်းရင်ကုလို့ကောင်းမှုဆိုတာကဒါချုပ်ပြီးပြောလိုက်တာပဲစီ အကုန်လုံးပဲပါတာပဲနော်လူတန်းပါလို့ပြောတာမဟုတ်ဘူးဟုတ်တယ်မလားဘုန်းကြီးတို့ကုလိုကောင်းမှုလို့ပြောတဲ့နေရာမှာဒါအကုန်လုံးပဲနော်ဒီကစားမှုလည်းကုလိုကောင်းမှုပဲလေကုလိုကောင်းမှုမရှိရင်လည်းဒီလဘလို့လို့စောက်တည်တယ်မှာဟုတ်တယ်မလားဝိပဿနာဘာဝနာပါပဲလို့လို့ဒါကုလိုကောင်းမှုကတော့အရှိသမီးလာတာပဲနော်ဆိုတော့ဒါငါတမီးလေး ဒကမလို့ပေါ့နော်အဲဒကမနေတာကုလို့ထူးတယ်ဘုန်းကြီးကလည်းကိုယ့်ရဲ့အကြောင်းသားအကြောင်းသူတွေကိုအဲဒါလိုပဲအချင်းကဖြစ်နေတော့နှုတ်ကကျိုးတယ်လို့ထွက်သွားတာပေါ့နော်အဲ့ဒါတော်တော်လေးမှန်းမိတာအဖေမိတွေကိုလည်းဒီဘွားဒီဘွားရဲ့အဖေမိကိုဘွားရဲ့အဖေမိတွေဒါဆောင်းဆောင်းဟုတ်ပြီလားဒါဟိုဘွားရဲ့အဖေမိတွေလည်းမင်းကမလို့ကျွေးရအောင်လေ အဲဒီဘွားမှာတော့ဖြင့်ဘွားကဒီကိုပြန်လဲပြီးတော့ကိုနိုင်တလောက်ထောက်ပန်းဒန်းဆောင်ချုပ်ပြီးဟုတ်ပြီလားကျေးဇူးရှိတယ်နော်ကျေးဇူးရှိရင်မလုပ်ရလဲကျေးဇူးဆက်ရတယ်နော်ကျေးဇူးရှိရင်ကျေးဇူးဆက်ရတယ်အဲ့တော့ကျေးဇူးဆက်ဖို့ဘွားကကိုကကျေးဇူးဆက်ခဲ့ရဦးလေဒီဘွားရောက်လာတော့ဒီဘွားနဲ့ကျေးဇူးဆက်ဖို့ဟုတ်ပြီလား တော့ဘာတွေမှတ်မိနေပါအခုတော့တိတ်တော့မှတ်မိတော့နေတော့ကတော့တောင်းတာပဲမျက်စိတွေမင်းအရင်တော့ဘွားတွေမျက်စိတွေကတောင်းတာပဲ